အမကာမယမာနတ္တတတစီတံသမိစတိအတ္တပိတိမနောဟောတိလတ္ထမေဇောယတိစတိကာမံကာမကိုကာမယမာနတ္တလိုလာတောင့်တ၍နေသော တတ္တထုပုဂ္ဂိုလ်အားတံကာမံထုကာမတို့သည်စေသမိစတိအကယ်၍ပြည်စုံညာအံမေဇောထုကဲ့သို့ကာမနှင့်ပြည်စုံနေသောတတ္တဝါတို့သည်ယတိစတိတံလတ္ထံ လူကျင်နာကိုရတဲ့အတွက်ကြောင့်သူမနောဝမ်းမြောက်ဝမ်းသာသောစိတ်ဒီအတ္တဟောတိဖြစ်မှာတရားပေါက်ပဲတတဝတ္တဥတယောက်အနေနဲ့ကာမဂုဏ်တွေကိုရခြင်းနဲ့ဇီဝဥစ္စာအကုန်လုံးသက်ရှိသက်မဲ့ကာမဂုဏ်အာယုန်တွေကိုရခြင်းနဲ့ရခြင်းလို့ရပြီပြည့်စုံသွားပြီဆိုရင်အဲ့ဒါတေချာပေါ့အဲ့ဒီတတဝမှာဝမ်းသာတဲ့သဘော စိတ်တိုင်းကြတဲ့သဘောကျင့်တဲ့သဘောတရားပေါင်းဖြစ်မယ်တဲ့ဘာမှမဆမ်းပါဘူးဒီတရားလေးကဒါပေမဲ့နောက်ပြောမှတွေကိုပေါ်လွင်ထင်ရှားသိခြင်းလို့မြတ်စွာဘုရားကရိုးရိုးလေးကစပြောတာဆိုလိုတာကကိုလိုခြင်းသာရပြီဆိုရင်တတ္တဝါတွေမှာဝမ်းသာတဲ့သဘောတေချာပေါက်ဖြစ်ကိုဖြစ်တယ်တဲ့ဟင်ဒကမကြီးတွေကိုလိုခြင်းသာရပြီကိုလိုခြင်းသာဖြစ်ပြီဆိုရင်ဝမ်းမြောက်တဲ့သဘောကြည်နူးတဲ့သဘောတေချာပေါက်ဖြစ်ကိုဖြစ်တယ် အဲ့ဒီဝမ်းသာတဲ့သဘောကြည်နူးတဲ့သဘောကရှင်ရေဖို့အရှိန်ယူနေတာဆိုတာကိုထင်ရှားစေခြင်းလို့သူ့ကိုအရင်ပြောတာအလကားကြီးကြည်နူးနေရတာမဟုတ်ဘူးအလကားကြီးဝမ်းသာနေရတာမဟုတ်ဟုတ်လားအဲ့ဒီကာထာလေးမြတ်စွာဘုရားစဟောတယ်နော်လူကျင်တာရပြီဆိုရင်ပေကြဘောဝမ်းသာကြမင်းဟုတ်လားကာမကာမယမာနတ္တတ္တစေတံသမိစတိအတ္တပိတိမနောဟောတိလတ္တမေဇောယတိစတိ တတစေကာမယာနတ္တသံသဇာတတသံတုနောတေကာမိပရိဟာယံတိတန်လဝိတော်ဝရုပတိလာပြီဒုတိယကာထာဘာပြောလဲဆိုတော့သန္နဇာတတလူချင်းမမိုးချင်းသန္နရီအမြဲတမ်းဖြစ်၍နေသောကာမယာနတ္တကာမဂုံတိဟုသောရှင်ကိုအမြဲတမ်းစီး၍နေသောတတ္တထုပုဂ္ဂိုလ်အား တေကာမထုကာမတရားတို့သည်စေပရိဟာယံတိအကယ်၍ဆုံးရှုံးပျက်စီးကုန်ညာအံဟောသောတရုံကပြည်စုံလို့ဝန်တာနေတဲ့တတ္တဝါနော်အေးအဲ့ဒီတတ္တဝါလိုချင်တဲ့ဆန္ဒတွေကလည်းအမြဲတမ်းရှိတယ်ဆန္ဒတွေဆန္ဒတွေဆန္ဒတွေအမြဲတမ်းပါလေရှိနေတယ်မြတ်စွာဘုရားကကာမကိုယဉ်တစည်းနဲ့ဥပမာပေးထားတာဗျကာမယာနတ္တံကာမဒီဥသောယဉ်ကိုတက်ပြီးတော့စီးနေတဲ့အဲ့ဒီတတ္တဝါ မဇူဘဝလို့မဆိုလိုဘူးနော်အင်းကာမတိဟူသောရှင်ကိုပါလေတက်ပြီးတော့စီးနေတာအဲ့ဒီစီးနေတဲ့အခိုက်အတန့်ပျော်ပျော်ကြီးစီးနေတဲ့အခိုက်အတန့်မှာပဲတိကာမပရိဟာယံဒီအဲ့ဒီကာမတွေဟာပျက်စီးသွားတယ်ဆိုကြပါစို့ကာမရှင်ကြီးမှောက်သွားနော်အာကာလီကဇိမ်ကြစီးကောင်းတာအချိန်နဲ့တနာရီကီလိုမီတာ120လောက်ပြေးနေတယ်အဲ့ဒီချိန်မှာဝုံနဲ့တိုင်းကနေတခါတဲ့ဂျွန်းတို့မောက်ခုံလိမ့်ပြီးတော့မှောက်သွားရင်ဘယ်လိုနေမလဲ အဲ့ဒီအချိန်မှာမလို့စဉ်းစားကြည့်နော်ဒါဒါဒါလေးဥပမာသိကောင်းလေအဲ့ဒီမှာမြတ်စွာဘုရားကတော့တန်လဝိတ္တောဝရုပ်ပတိကာမရင်ကြီးကိုပျော်ပျော်ကြီးစီးနေစေမှာအဲ့ဒီကာမတွေပျက်စီးသွားပြီလဲဆိုရော့တန်လဝိတ္တောဝရုပ်ပတိမြားမှန်ခံရတဲ့သားကောင်လိုဖောက်ပြန်တုံလှုပ်သွားတယ်တဲ့သားကောင်တကောင်အရှင်နဲ့တို့သူကျက်စားနေတာအဲ့ဒါမုတ်ဆိုးကမြားနဲ့ချောင်းပြီးတော့ပြစ်လိုက်တယ် လူလှိမ့်ပြီးတော့တုံလှုပ်တဲ့သဘောမျိုးထင်ရှားစွာမမြင်ရဘူးလားမြင်ရတယ်အဲ့လိုမျိုးကာမတွေကိုမမိုးလို့ရှာတယ်ပြည်စုံတော့ဝမ်းသာရတယ်ပျက်စီးပြီလဲဆိုရောပြည်စုံတော့ကဝမ်းသာရင်ဝမ်းသာထားတဲ့အတိုင်းအတာနဲ့အညီအဲ့ဒီချိန်မှာဘာဖြစ်မလဲအဲတုံလှုပ်မယ်တုံလှုပ်တယ်မှရွရွမဟုတ်ဘူးမြားမှန်ခံရတယ်ပါကောင်လို့တဲ့ဒါကြောင့်မြတ်စွာဘုရားက ယောဂာမိပတိဝိဇိတိတပ္ပတိဝပရာတိရောသောမဝိတ္တိကလောကိတတောတမတိဝတ္တတိအဲ့ဒါလိုကာမတွေဟာပြည်စုံရင်ဝမ်းသာပျက်စီးရင်သေချာပေါက်တုံလှုပ်ဆင်းရဲစေတဲ့အတွက်ကြောင့်ဒီကာမတရားတွေကိုတတိဥသိပြီးတော့ရှောင်ရှားနိုင်အောင်ကြိုးစားရမယ်တဲ့ဘယ်လိုသဘောထားပြီးတော့ရှောင်ရမှာလဲဆိုတော့ သဗ္ဗတမွေရဲ့တီရုံတီရံဥကောင်းကိုပဒါပရိနာခြေတော်ဖြင့်ပြိဝိစီလေးဤဝံရှောင်ရှားတကဲ့သူအစိတ်ပြင်းတဲ့မွေဥကောင်းကိုခြေတော်နဲ့မနှင်းမိအောင်ရှောင်တယ်လို့မျိုးပဲတဲ့နော်ဟောဒကာတော်မတို့ဉာဏ်ရှိမယ်ဆိုလို့ရှိရင်အကျဲ့ချက်တွေးစရာအချက်လက်တွေအများကြီးရမယ်နော်ဟိုမပွေးကောင်းနေဘယ်နာလေးမှထိရဲစရာမရှိ မွေရဲ့အစိတ်ပြင်းတဲ့မွေရဲ့ခေါင်းဟာလေ အဲ့ဒီမွေရဲ့ခေါင်းကိုခြေထောက်နဲ့နင်းဖို့ဆိုတာမတွေးရဲစရာကိစ္စပေါ့ဟုတ်လားအေးဒီနေရာမှာမြတ်စွာဘုရားကကာမဟာပျက်စီးသွားတဲ့တနေ့မှာအကြီးအကျယ်ပူလောင်မှုကိုဖြစ်စေတတ်တဲ့အတွေ့အကြုံမွေရဲ့ခေါင်းကိုရှောင်တယ်လို့မျိုးရှောင်တဲ့နေတဲ့အဲ့လိုမျိုးကာမကိုမွေရဲ့ခေါင်းလို့သဘောထားပြီးတော့တတိကြီးစွာနဲ့ရှောင်မယ်ဆိုလို့ရှိရင်အဲ့ဒီတတ္တဝါဝိတ္တတိကံ အစိတ်သဖွယ်ပြန့်နှံ့ပြီးတော့နေတဲ့လူချင်းမမိုးချင်းဆိုတဲ့တဏှာကိုတမတိဝိတ္တတိကျော်လွှားနိုင်သိမယ်တဲ့ဖိတဲ့ရေသဘောမပေါက်ဆရာဘာမှရှိဘူးနော်အေးဒါကာမတုတ်တံကိုမြတ်မြတ်စွာဘုရားဟောတဲ့အတိုင်းလေးဦးဇင်းတို့အစီအတန်းလေးပြောနေတာဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားဘာဆက်ဟောတော့ဆိုတော့ယောဂာမိပရိဝိဇ္ဇိတိတဗ္ဗေဝဗရာတိရောသောမဝိတ္တတိကလောကေတတော်တမတိဝိတ္တတိ ခေတံဝိတုံဟိရိညာဝကဝတံဒါတပောရိတံတိယောပန္တုပုထုကာမိယောနရောအနုကိစတိကာမတွေကိုမြတ်စွာဘုရားကအမိတက်ပြားတယ်ခေတံနဲ့လေတဲ့ဝိတုံနဲ့ယာတဲ့လေတွေယာတွေရွှေတွေငွေတွေဟုတ်လားအသက်ရှိတဲ့ဒိဋ္ဌံတွေအခိုင်းအစီကျွန်းတွေဆွေမျိုးတွေဟုတ်လားသားတွေသမီးတွေအကုန်လုံးတဲ့ပုထုကာမိ မြားပြားလှစွာသောကာမအာယုမရှိဘူးလားရှိတယ်အဲ့ဒီကာမအာယုတွေကိုယောနရောအနုဂိစတိအကျင့်တတ္တဝါဟာအများကြီးမမောနေတယ်ဆိုကြပါစို့တဲ့နော်ကာမဝိတုအစုစုကို အများကြီးမမောနေတယ်ဆိုကြပါစို့တဲ့အဲ့ဒါလို့မမောရင်ဘာဖြစ်လဲဆိုတော့အပလနံပလီယံတိမတ္တန္တေနံပရိတယံ တတောနံဒုက္ခမတွေတိနာဝံဘိန္ဒမိဝောတကံဒီကထာလေးကိုဥစဉ်ကသိသဘောကြတာပဲတခါကြီးမိုင်းများလည်းသဘောကြမယ်ထင်ပါရဲ့နော်အပလန္နပလိယံတိမတ္တန္တိနံပရိတယံတတောနံဒုက္ခမတွေတိနာဝံဘိန္ဒမိဝောတကံပုဂ္ဂိုလ်တဥတ္တိယောက်ဟာကာမအာယုန်တွေကိုဆွဆွလန်းလန်းမတ်မောနေပြီဆိုလို့ရှိရင်တဲ့ဘာဖြစ်လာလဲဆိုတော့အပလန္နအာမရှိကုန်သောကိလေသာတရားတို့သည် နံထုကဲ့သို့သောဆွဲလမ်းမဲ့မောနေတဲ့တတ္တဝါကိုပလီယံတိအာရှိတဲ့အရာတွေကဲ့သို့လွှမ်းမိုးပြီးစီနှိမ့်ဆက်လေတော့ဤဟောကာမတွေကိုဆွဲလမ်းမဲ့မောနေတဲ့လူကိုကိလေသာတရားတွေကနှိမ့်ဆက်တယ်အဲ့ဒီနေရာမှာမြတ်စွာဘုရားကဘယ်လိုပြောလဲဆိုတော့အာမရှိတဲ့အရာတွေက အာရှိတဲ့ပုံစံဖန်ပြီးတော့ကိုယ့်ကိုနှိမ့်ဆက်တယ်တဲ့နော်ဆိုကြပါစို့ အာမရှိတဲ့အရာတွေကကိုယ့်ကိုနှိပ်စက်တယ်ဆိုတော့ကိုကအဲ့ဒီအာမရှိတဲ့အရာတွေလောက်တောင်အာမရှိလို့လို့အဓိပ္ပာယ်မပေါ့ဘူးလားကိလေသာတရားတွေဟာတကယ်စင်စစ်တော့အာမရှိကြတဲ့တရားတွေပါတဲ့မြတ်စွာဘုရားကဒါပေမဲ့ကိုကအဲ့ဒီအာမရှိတဲ့ကိလေသာလောက်ကိုပဲကိုက အာမရှိနေတော့အဲ့ဒီအာမရှိတဲ့တရားကပဲကိုယ့်ကိုနှိပ်စက်နိုင်တယ်တဲ့တကယ်လို့မြန်ကိုမှာတတ္တခွန်အား တတိခွန်အားဝရိယခွန်အားတမာရီပညာခွန်အားတွေအနှဲငယ်များလောက်ရှိမယ်ဆိုရင်တောင်အဲ့ဒီကိလေသာတရားတွေက ကိုယ့်ကိုနှိမ့်ဆက်နိုင်မှာမဟုတ်အခုတော့အဲ့ဒါတွေကိုဆွဲလန်းမမောနေရတာနဲ့အဲ့ဒီသူတော်ကောင်းခွန်အားတွေလုံးဝမရှိရာရောက်တဲ့အတွက်ကြောင့်အဲ့ဒီအချိန်လေးဆွဲလန်းမမောနေတဲ့အချိန်ဒီမှာလေအားမရှိတဲ့ကိလေသာတွေကကိုယ့်ကို အားရှိတဲ့အရာတွေကနှိမ့်ဆက်တယ်လို့မျိုးကိုယ့်ကိုမလုပ်မှလည်းနှိမ့်ဆက်တယ်တဲ့အေနံထုတ်ခဲ့သောမမောနေသောတတ္တဝါကို ရိသေယအတွင်းအပယံသူတွေကမတ္တန်တိတိနိမ့်နှိပ်ချေပြတ်နှိပ်ဆက်ကြလေကုန်၏ဟုတ်ကာမတွေကိုမမောမိပြီဆိုရင်အတွင်းအပမှာရှိတဲ့ယံတွေကအဲ့ဒီမမောတဲ့တတ္တဝါတွေကိုနှိပ်ဆက်ဖြည့်ဆည်းပြလိုက်တယ်အတွင်းမှာလည်းပဲလောဘဒေါသတွေကလိုအပ်တာတွေပူပြီးတော့လာတယ်ကာမတွေကိုမမောမိပြီဆိုရင်ရခြင်းစိတ်တွေကလည်းပြင်းထန်လာတယ်လောဘတွေကြီးလာတာပေါ့ဗျာ ရကျင်သိတိပြင်းထန်လာတော့ရအောင်ကြိုးစားအထုတ်မှုတွေအများကြီးရှိလာမယ်ကြိုးစားအထုတ်မှုတွေများလာတော့မရတာတွေရတာတွေအရှင်းပြေတာတွေမပြေတာတွေအနှောင့်အယှက်တွေအဖြစ်ရှိတွေအမျိုးမျိုးသောအခက်အခဲတွေကျုံလာတော့မကျေနပ်တဲ့ဒေါသတွေကလည်းများလာမယ်အတွင်းမှာရောအရင်လူတွေများမလာဘူးလားများလာတယ်ကာမတွေကိုမမောပြီးတော့တအားရှာနေတဲ့ပုဂ္ဂိုလ်အတွက်အပြင်ဘက်မှာလည်းပဲရံသူတွေများနေတယ်ဘာဖြစ်လို့ဆိုတော့ ကာမဆိုတာပုထုဇဉ်တတ္တဝါတွေကအကြိုက်တူတဲ့အတွက်ကြောင့်လူနေရတဲ့သဘောရှိလူနေရတယ်ဆိုတဲ့သဘောရှိတဲ့ကိုကစားအကြံတူရင်ရန်တူတူကလည်းဒါရှာတာကိုကလည်းဒါရှာတာရှာတာချင်းတူနေတဲ့အခါကျတော့တခါတလေရန်ဖြစ်ရတဲ့သဘောဒီအရန်လေးလည်းတိုးလာတယ်အတွင်းမှာလည်းရန်လေးလည်းတိုးလာတယ်အဲ့ဒီအတွင်းရဲ့အပြင်လေးကညှက်ပူးညှက်ပိတ်ကိုယ့်ကိုအကြီးအကျယ် နှိပ်ဆက်ခြေဖြတ်ပြစ်လိုက်မယ်တဲ့ကာမကိုဆွဲလန်းမှုအာကြီးရင်ဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားဆက်ပြီးတော့ပေးတဲ့ဥပမာကပိုလို့တောင်ကောင်းတယ်အဲ့ဒါကဘာလို့ဆိုတော့အဘလနံပလီယံဒီမတ္တံဒီနံပရိတယံတတောဏံဒုက္ခမနွေတိနာဝံဘိနာမိဝောတကံဘိနံကွဲပြဲ့၍နေသောနာဝံလှေသို့ကွဲနေတဲ့လှေကြီးရဲ့နောက်ကို ဥဒကံရေတို့ဒီအနွေတေဧဝအစဉ်ယူပြီးတော့လိုက်နေတဲ့ကဲ့သို့နန်းထိုကဲ့သို့သောကာမကိုဆွံ့လန်နေတဲ့ပုဂ္ဂိုလ်ရဲ့နောက်ကိုဒုက္ခဆင်းရဲဒုက္ခအဝဝတို့ဒီအနွေတေအစဉ်လိုက်၍နေကြကုန်မည်။လေခွဲကြီးနဲ့ခကြီးသွားနေတဲ့ပုဂ္ဂိုလ်တယောက်ကိုကြည့်စမ်းမှလေကြီးကအပေါက်ကြီးဆိုတော့အဲ့ဒီလေတဲ့ကို သူသွားနေတဲ့တလျှောက်လုံးမှာရေတွေကဘာဖြစ်နေမလဲ။အမြဲတမ်းဝင်နေတယ်။ဒါကိုသူက ဒီတိုင်းလေးလေးရှုထားမယ်ဆိုရင်ကြာရင်နဲ့မှဆိုလို့ဒီရေကိုခက်ခက်ပြည့်ရတဲ့သဘောမရှိဘူးလားခက်ပြည့်ပေမယ်လို့လဲလေကအပေါက်ကြီးဆိုတော့ဆက်ပြီးတော့ဝင်းနေမှာပဲခက်ပြည့်ရတဲ့အလုတ်ကိုလေအပေါက်ဖြစ်နေတဲ့မြတ်ကာလပတ်လုံးနားရတဲ့သဘောရှိပါမလားမရှိဘူးနော်လေကအပေါက်ကြီးဆိုတော့သွားနေတဲ့ရွေသူကပါလေအမြဲတမ်းဝင်းနေမှာပဲသူရက်တယ်လို့မရှိဘူးအဲ့လိုပဲကာမကိုရှင်လန်းမမိုးကြတဲ့ကာမတတ္တဝါတွေအတွဲ့ ဒုက္ခတွေဟာအမြဲတမ်းကိုယ့်ရဲ့နောက်ကလိုက်နေပဲလေပေါက်နဲ့ရေနဲ့ဟာဘယ်တော့မှမကင်းနိုင်ဘူးနောက်တခါဒီမိုင်းမြကြည်လန်းကြောင့်ခရီးသွားတဲ့ပုဂ္ဂိုလ်အတွက်ရှင်ေကောင်းတဲ့ရည်နဲ့ဒီအမြဲတမ်းမကင်းနိုင်ဘူးအဲ့လိုပဲပုထုဇဉ်တတ္တဝါတွေကာမကိုမမိုးကြတဲ့တတ္တဝါတွေကမမိုးရင်မမိုးသလောက်ဒုက္ခနဲ့မကင်းနိုင်ဘူးအဲ့ဒါအမြဲတမ်းဖြေရှင်းနေရမယ်ဒုက္ခတွေဒုက္ခတွေလူတိုင်းလည်းကြီးကြပါလေနော်အဲ့ဒီဒုက္ခတွေကို ်။ဒီနေ့တွေ့တဲ့ဒုက္ခဒီနေ့ရှင်းလိုက်တယ်။နောက်နေ့အေးပြီလား။မေးဘူး။နောက်နေ့နောက်နေ့ဒုက္ခကဆက်နေပြန်တာပဲဆက်ပြီးတော့ကြိုးနေတာဟုတ်လား။အဲ့ဒီတော့ဘယ်တော့กินတယ်ဆိုတာမရှိဘူး။အဲ့ဒါကိုမြတ်စွာဘုရားကတတိတံဝေကရရှိဖို့အတိညာရှိစေဖို့ကာမကိုမမောပြီဆိုရင်တော့အားမရှိတဲ့ကိလေသာတွေကအားရှိတဲ့အရာတွေကိုကိုယ်ကိုနှိမ့်ဆက်လိုက်မယ်။ ကာမကိုမမောပြီဆိုရင်တော့အတွင်းအပရန်သူတွေများပြီးတော့အဲ့ဒါတွေကကိုယ့်ကိုနှိပ်စက်လိုက်မယ်။ကာမကိုဆွဲလန်းမိပြီဆိုရင်တော့လေပေါက်ကြီးတဲကိုရည်တွေဟာအမြဲဝင်နေတယ်လို့မျိုးဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝသွားလေကမြတ်ဒုက္ခတွေဟာအမြဲတမ်းရှိနေမယ်လို့မြတ်စွာဘုရားအဲ့လိုဟောတာနော်အာဝလာနပလီယန္တိမတ္တန္တိနံပရိပယံတတောနံဒုက္ခမနွေတိနာဝံဘိလမေဝဒကံ တတ္တမဇန်တုသရတတောကာမနိပရိဝိစေယိတိပဟယတရေဩကံနာဝံတိတဝဝပါရဂုံဒါဥစဉ်တို့ကာမတုတ်တန်ရဲ့နောက်ဆုံးကထားပဲတတ္တမထုခဲ့သောကာမကိုဆွဲလန်းနေသည်ရှိသောဒုက္ခတွေအမြဲတမ်းလိုက်နေသည်အဖြစ်ကြောင့်တဒါအခါခတ်သိမ့်တတောတတိရှိသည်ဖြစ်ပြီးကာမနံကာမတို့ကိုပရိဝိစေယရှောင်နိုင်ရ၏တတ္တမဇန်တုသရတတောကာမနိပတိဝိစေယိ တိပဟာယတရေဩကန္နာဝသိတဝါဝပါရကုံဘယ်လိုရှောင်ရမှာလဲဆိုတော့ခုနတုန်းကလှေခွေးတွေကရေတွေကိုထုတ်ပြီးတော့လှေတွေကရေကိုထုတ်လိုက်ရင်လှေဟာပေါ်ပန်းသွားတဲ့သဘောမရှိဘူးလားအေးအဲ့လိုမျိုးဒီခန္ဓာကိုယ်ထဲမှာလည်းပဲကိလေသာတည်းဟူသောရေတွေရှိတယ်တဲ့မြတ်စွာဘုရားကဟုတ်လားသူကဥပမာလေးတွေနဲ့ညီရပြောတာဗျနော် နာဝံလှေကိုတိတ်တဝါရေကိုထုတ်ပြီးတော့ပါရကုဣဝတဖက်ကန်းကိုကုတကယ်သူလှေကြီးကရေတွေပြည်နေရင်တဖက်ကန်းကုဖို့ဆိုတာမလွယ်ဘူးဟုတ်လားဟုတ်ဆိုလှေကရေပြည်နေတယ်ဆိုရင်နှစ်မှာပေါ့ဗျာဟုတ်လားအဲ့ဒီရေကိုထုတ်ပြီးတော့မှပေါ်ပါတဲ့လှေနဲ့တဖက်ကန်းကိုဘာလို့ရမလဲကုရမယ်အဲ့လိုပဲဒီအတ္တဘောဓိဟူသောခန္ဓာဓိဟူသောလှေမှလည်းပဲကိလေသာရည်တွေဝင်နေတာရှိတယ်တဲ့ အဲ့ဒီကိရိသာရေကိုထုတ်ပြီးတော့မှပေါ်ပါတဲ့ခန္ဓာကိုယ်နဲ့နိဗ္ဗာန်တည်းဟူသောတပ္ပကံကိုကူးမြောက်နိုင်အောင်ကြိုးစားရမယ်လို့နော်ဩကတည်းဟူသောရေအရင်တွေကိုပဲကူးမြောက်နိုင်အောင်ကြိုးစားရမယ်လို့ဟုတ်လားခန္ဓာကိုယ်ကြီးကလှေကြီးကိလေသာတွေကတော့လှေထဲမှာဝင်နေတဲ့ရေတွေတဏှာကြီးကတော့ဩကတည်းဟူသောရေပြင်ကြီးပေါ့နော်အဲ့တော့ဒကာသမားတို့ဦးဇင်းတို့ခန္ဓာတည်နဲ့တဏှာကြီးဟူသောဩကရေပြင်ကြီးကိုဖြတ်ကြတဲ့နေရာမှာ ိလေသာတည်းဟူသောရေကိုထုတ်ပြီးတော့ပေါ်ပါသော ခန္ဓာလေးနဲ့တဖက်ကန်းတည်းဟူသောနိဗ္ဗာန်ကိုကူးမြောက်နိုင်ရရမယ်လို့မြတ်စွာဘုရားကအဲ့ဒါလို့ကာမတုတ်တံကိုနေုံချုပ်တယ်